လာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ကိုယ့်ရဲ့ Gmail account တွေ Google account တွေကိုလုံခြုံစိတ်ချမှုရှိအောင်ဘယ်လိုကာကွယ်ထားမလဲဆိုတော့နီလန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကိုယ့်ရဲ့ Gmail account လေးတွေ log ရတာမျိုးတွေဒါမှမဟုတ် account တွေပြန်ဝင်လို့မရတာမျိုးတွေ account တွေပြတ်သွားတာမျိုးတွေမဖြစ်အောင်ကျွန်တော်အခုပြပေးမယ့်နီလန်းလေးတွေအတိုင်းလိုက်ပြီးတော့ကိုယ့်ရဲ့ Gmail account လုံခြုံစိတ်ချမှုတွေရှိအောင်ကာကွယ်ထားလို့ရပါတယ်အခုအချိန်ဒီမှာကကျွန်တော်တို့ Gmail account အသစ်ဖွင့်တဲ့အခါမှာ ဖွဲ့လို့မရတဲ့အဲရာလေးတွေတက်နေကြတဲ့သူလေးတွေလည်းရှိတဲ့အတွက်ဒီရက်သင်ခန်းစာလေးမှာတော့ကျွန်တော်ကဂျီမေးအကောင့်စပြီးတော့မှဖွင့်နဲ့နီလန်းနဲ့ပြီးတော့မှအသေးစိတ်ရှင်းပြပေးသွားပါမယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက်ကျွန်တော်ဒီမှာလက်ရှိအသုံးပြနေတဲ့ဖုန်းစကရင်လေးကိုကွန်ပျူတာမှာ sharing လုပ်ပေးထားပါတယ်။ဒီတော့ဖုန်းကနေပြီးတော့ပဲဂျီမေးအကောင့်စပြီးတော့မှအဖွင့်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ Gmail account ကိုစပြီးတော့ဖွင့်ဖို့ရာအတွက်ကိုယ့်ရဲ့ဖုန်းနဲ့ဖွင့်မှာဖြစ်တဲ့အတွက်ဖုန်းထဲကနေပြီးတော့ ကျွန်တော်တို့ Gmail အထည်ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါမယ်။ Gmail အထည်ကိုကျွန်တော်တို့ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအကောင့်ပြောင်းတဲ့နေရာလေးဒီရဲ့ icon နေရာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါမယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကအခုမှစပြီးတော့ Gmail account ကအသစ်ဖွဲ့မှာဖြစ်တဲ့အတွက်အဲအနာဂတ် account ဆိုတဲ့အထည်ကိုဆက်ပြီးတော့သွားလိုက်ပါမယ်။အဲအနာဂတ် account ဆိုတဲ့အထည်ကိုသွားလိုက်တာနဲ့ဒီပုံစံလေးကျွန်တော်တို့မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့အပေါ်ဆုံးမှာတွေ့ရတဲ့ကျွန်တော်တို့ Google ဆိုတဲ့အထဲကိုဆက်ပြီးတော့သွားလိုက်ပါမယ်အခုလိုမျိုးကျွန်တော်တို့ကဖုန်း screen lock down နေပြီဆိုရင်တော့ use pin ဆိုတာလေးနှိပ်ပြီးတော့ကိုယ့်ရဲ့ဖုန်းက lock ခတ်ထားရဲဆိုရင်အဲ့ဒီ lock လေးကိုကျွန်တော်တို့ထည့်ပေးရပါမယ် log ဖွင့်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့အခုလိုမျိုးလေး check in info ဆိုပြီးတော့မှကျွန်တော်တို့ဒီပုံစံလေး လုံခြင်လေးလည်နေပါလိမ့်မယ်ကျွန်တော်တို့ခဏလေးစောင့်ပေးရပါမယ်ခုလိုပုံစံလေးကျွန်တော်တို့ပေါ်နေပြီဆိုရင်เนาะ Gmail account ကို this ဖွင့်มาဖြစ်တဲ့အတွက် create account ဆိုတာလေးကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ် create account ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းလက်ရှိကျွန်တော်တို့ဖွင့်မဲ့ Gmail က personal အတွက်သုံးပါလားလုပ်ငန်းအတွက်သုံးပါလားကိုယ့်ရဲ့စိတ်ကြိုက်ကျွန်တော်တို့ရွေးချယ်ပြီးတော့မှာ ကြည်မဲအကောင့်အသက်ဖွင့်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာနမူနာအနေနဲ့ပြပေးတာဖြစ်တဲ့အတွက် personal အတွက်ပဲဖွင့်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ for my personal use ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်မယ်နှိပ်ပြီးသွားတာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ first name နဲ့ last name လေးကျွန်တော်တို့တောင်းပါတယ်ဒီတော့ဒီရဲ့နေရာလေးမှာတော့ကိုယ့်ရဲ့ကြည်မဲအကောင့်နာမည်ကိုဗာပေးခြင်းလဲကိုပေးလို့တဲ့နာမည်လေးကိုကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ်ဒီမှာတော့ကျွန်တော်ကနမူနာအနေနဲ့ပြပေးတာဖြစ်တဲ့အတွက် E2B computer လို့ပဲကျွန်တော်ထည့်လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က net ကိုဆက်ပြီးတော့သွားလိုက်ပါမယ်။ net သွားလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီနေရာမှာကိုယ့်ရဲ့ battery လေးတွေကျွန်တော်တို့ထည့်ခိုင်းပါတယ်။ဒီတော့ဒီရဲ့နေရာလေးမှာကိုယ်နဲ့သက်ဆိုင်တဲ့ battery လေးတွေကျွန်တော်တို့ထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီအောက်မှာမေးဖီမေးကျွန်တော်တို့ရွေးပေးရပါမယ်။ဒါလေးတွေကျွန်တော်တို့ပြည့်ပြည့်စုံစုံလုပ်ပြီးသွားပြီဆိုရင်တော့ အောက်မှာရှိနေတဲ့ကျွန်တော်တို့နှိပ်စွာလေးနှိပ်ပြီးတော့ဆက်သွားလိုက်ပါမယ်။နှိပ်ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီရဲ့နေရာလေးမှာကိုယ့်ရဲ့ Gmail address လေးတွေအသုံးပြုလို့ရတဲ့ Gmail address လေးတွေကိုသူက default အနေနဲ့ကျွန်တော်တို့ချပေးလာပါတယ်။ဒီတော့အပေါ်မှာဆိုရင်ကျွန်တော်တို့က IP computer 02@gmail.com ဆိုတာလေးကျွန်တော်တို့သုံးလို့ရမယ်။ အောက်မှာဆိုရင်ကျွန်တော်တို့ကကွန်ပျူတာ EB အ 28@gmail.com ဆိုပြီးတော့ကျွန်တော်တို့သုံးလို့ရမယ်ပေါ့နော်ဒီတော့သူအပေါ်မှာချပေးထားတဲ့ gmail address တွေကိုကျွန်တော်တို့ကမကြိုက်လို့ကိုယ့်ရဲ့စိတ်တိုင်းကျ gmail address လေးတွေသတ်မှတ်ခြင်းနဲ့ဆိုရင်တော့ဒီအောက်မှာရှိနေတဲ့ကျွန်တော်တို့ create your own gmail address ဆိုတာလေးနှိပ်ပြီးတော့ကိုယ့်ရဲ့စိတ်တိုင်းကျကျွန်တော်တို့သတ်မှတ်လို့ရပါတယ် ဒီမှာတော့ကျွန်တော်ကနမူနာပြပေးတာဖြစ်တဲ့အတွက်အပေါ်မှာရှိနေတဲ့ကျွန်တော်တို့ ebcomputer02@gmail.com ဆိုတာလေးပဲရွေးချယ်လိုက်ပါမယ်။ပြီးသွားပြီဆိုရင်နောက်အောက်မှာကျွန်တော်တို့ name ဆိုတာလေးနှိပ်ပြီးတော့ဆက်သွားလိုက်မယ်။ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအဲ password လေးတောင်းပါတယ်။ဒီရဲ့ password ကတော့ကျွန်တော်တို့ကိုယ့်ရဲ့ gmail မှာကိုပေးလိုတဲ့ password လေးကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်။ ပေးလို့တဲ့ password လေးကျွန်တော်တို့ထည့်ပြီးသွားပြီဆိုရယ်နော် net ကိုကျွန်တော်တို့ set ပြီးတော့သွားလိုက်ပါမယ်အခုလိုမျိုးလေးကျွန်တော်တို့ရပြီဆိုရယ်နော်ဒီ account ကိုကျွန်တော်တို့ဖုန်းမှာ save ထားခဲ့ခြင်းနဲ့ဆိုရယ်နော်အောက်မှာပေါ်လာတဲ့ save ဆိုတာလေးနှိပ်လို့ရပါတယ်အကယ်၍ကျွန်တော်တို့မ save ခြင်းဘူးဆိုရယ်နော် net net နောင်းကိုကျွန်တော်တို့ကနှိပ်ပေးပါနော်အဲ့တော့ကျွန်တော်ကတော့ဒီမှာက save ထားခဲ့ခြင်းတာဖြစ်တဲ့အတွက် save ဆိုတာလေးနှိပ်ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာနှိပ်စွာလေးနှိပ်ပြီးတော့မှဆက်သွားလိုက်ပါမယ် ဆက်သွားလိုက်ရင်အခုလိုမျိုးကျွန်တော်တို့ privacy ရဲ့အသင်းဆိုပြီးတော့မှကြာလာပါတယ်ဒီအောက်ကိုနည်းနည်းလေးဆွဲပြီးတော့မှဒီမှာ i agree ဆိုတာလေးကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ်အဲ agree ကိုနှဲလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ Google service ဆိုပြီးတော့မှကျွန်တော်တို့ဖြစ်သွားပြီအခုလိုမျိုးလေးပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ Gmail account ဖွင့်လို့ရသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Gmail account မပွဒီဖွင့်တဲ့အခါမှာ error လေးတွေရှိနေကြတဲ့သူလေးတွေအစဉ်ပြေအောင်ကျွန်တော်ကဖွင့်တဲ့နီလန်လေးကနေစပြီးတော့ပြပေးတာဖြစ်ပါတယ်။အကယ်၍ကိုရှိမှ Gmail account ကရှိပြီးသားဆိုရင်တော့ဒီရဲ့အစဉ်တွေကိုကျွန်တော်တို့ကြော်ထားခဲ့လို့ရတယ်ပေါ့နော်။အဲ့တော့အခုဒီမှာကျွန်တော်တို့ဖွင့်ထားလိုက်တဲ့ Gmail account လေးကဒီမှာအအောင်လေးမှာကျွန်တော်တို့ဒီမှာတက်လာတာတွေ့ရတဲ့အတွက်သူ့ကိုကျွန်တော်တို့တစ်ချက်လောက်ရွေးပေးလိုက်ပါမယ်။ ရွေးလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာဆိုရင် Gmail account ကတော့ပွင့်သွားပြီဒါပေမဲ့လက်ရှိပွင့်နေတဲ့ Gmail account ကကျွန်တော်တို့သုံးလို့ရမှာမဟုတ်သေးပါဘူးသူကအခုအချိန်နေမှာကျွန်တော်တို့ကဖွင့်ပြီးတော့မှ target ထားမယ်ဆိုရင်အဒီနေ့ဖွင့်တယ်ဆိုရင်သူကတရက်ပဲဒီ24နာရီဒါမှမဟုတ်48နာရီလောက်လေးပဲသူကခံမယ်ပေါ့နော်အဲ24နာရီ48နာရီပြည့်သွားပြီဆိုရင်တော့ဒီရဲ့ Gmail account လေးကကျွန်တော်တို့အသုံးပြုလို့မရတော့ဘဲနဲ့သူက disable ဆိုပြီးတော့မှ account လေးကိုပြန်ဝင်လို့မရတော့တဲ့ အဲ့ဒါတွေကျွန်တော်တို့ကြုံတွေ့နေရပါတယ်ဒီတော့အခုဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာဖွင့်ပြီးသွားပြီဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ manage your google account ဆိုတဲ့အဲဒါကိုကျွန်တော်တို့ဝင်ပြီးတော့ google account လေးလေးကျွန်တော်တို့လက်ရှိဖွင့်ထားတဲ့ main အသစ်လေးနဲ့ပဲကျွန်တော်တို့ဝင်ပေးလိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့အခုလိုမျိုးပုံစံလေးတွေပေါ်လာတယ်ပေါ့နော်အဲ့တော့ပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာရှိနေတဲ့ security and science ဆိုတဲ့အထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးလိုက်ပါမယ်။ဒီတော့ Gmail account ဖွင့်ပြီးသားရှိတဲ့သူတွေကကျွန်တော်တို့လောက်ပေးရမယ့်အဆင့်လေးတွေကဒီရဲ့နေရာကနေပြီးတော့မှစပြီးတော့မှကျွန်တော်တို့လောက်ပေးရမှာနော်။အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဗတ်လေးပြန်ထွက်လိုက်ပါမယ်။ security and science ဆိုတဲ့အထဲကိုကျွန်တော်တို့ဆက်ဝင်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က two setup verification ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ Gmail account ကို login ဆက်ချမှုရှိအောင် 2 set လဲကျွန်တော်တို့ computer မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့2 set လဲ verification ဆိုတဲ့အထဲကိုကျွန်တော်တို့ set ပြီးတော့ဝင်လိုက်မယ် ီနေရာလေးတွေမှာတော့သူကနည်းနည်းလေးကြာတတ်တယ်เนาะကျွန်တော်တို့ line ကြနေတဲ့အခါမျိုးလေးတွေပါတယ်ဆိုရင်ခဏလေးကျွန်တော်တို့စောင့်ပေးရပါမယ်အာဒီပုံစံတိုင်းလေးကျွန်တော်တို့ပေါ်လာပြီဆိုရယ်နော်အောက်မှာကျွန်တော်တို့ကဖုန်းစကရင်လော့တော့ပါတယ်ဒီတော့ကိုယ့်ရဲ့ဖုန်းမှာပေးထားတဲ့စကရင်လော့လေးကျွန်တော်တို့ထည့်ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရယ်နော်ကျွန်တော်တို့ဒီရဲ့နေရာလေးကိုရောက်လာပါလိမ့်မယ် ဒီရနေရာလေးကိုရောက်လာတဲ့အခါမှာဆိုရင်ကျွန်တော်တို့က two setup verification ကိုကျွန်တော်တို့က on ပေးရမှာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ဖုန်းနံပါတ်တွေပါရိစပြီးတော့တောင်းလာတယ်ပေါ့နော်အဲ့တော့ဖုန်းနံပါတ်ကိုတောင်းတဲ့အခါမှာကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံဖုန်းစင်ကတ်တွေကိုအဲကျွန်တော်တို့ဒီကုတ်တွေချမပေးတာမျိုးတွေကျွန်တော်တို့ကြုံတွေ့ရတယ်ပေါ့နော်ဒီတော့ကုတ်မချတာနဲ့ပတ်သက်ပြီးတော့လည်းအဲကျွန်တော်ဒီခဏခဏကျွန်တော်စမ်းခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ဒီရကုတ်မချတဲ့ကြေတနာကကျွန်တော်တို့အခုမှစပြီးတော့ဖြစ်တာမဟုတ်ပါဘူး ကူကဲကနေပြီးတော့မှကျွန်တော်တို့2023နှစ်ကုန်ပိုင်း2024နှစ်စပိုင်းကနေစပြီးတော့မှတချို့ဒေတာတွေမှာဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်တွေကိုကုန်မချတာမျိုးတွေကြုံတွေ့ရပါတယ်ဒီတော့ဖုန်းတိုင်းဖြစ်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့အခုနောက်ပိုင်းမှာကျွန်တော်တို့ဖုန်းနံပါတ်တချို့မှာကျွန်တော်တို့ဖြစ်နေတာဖြစ်ပါတယ်ဒီတော့တော်တော်များများမှာကျွန်တော်တို့ online ပေါ်မှာဟိုသူကတော့ကုန်နံပါတ်တွေကတော့ကျနေသေးတယ်အမကြနေသေးဘူးဆိုပြီးတော့မှအငင်းခုံတွေလည်းကျွန်တော်တို့ဖြစ်နေကြတယ်ပေါ့နော်အဲ့တော့ဆိုလိုတဲ့သဘောကတော့ကျွန်တော်တို့ဖုန်းတန်းကိုဖြစ်ထားတော့မဟုတ်ဘူး ဒီတချို့ဖုန်းတွေမှာကျွန်တော်တို့ရနေပြီးတော့မှတချို့ဖုန်းတွေမှာတော့မရတော့ဘူးပေါ့အဓိကကတော့ကျွန်တော်တို့ကဖုန်းစင်ကတ်တွေနဲ့ပဲကျွန်တော်တို့သက်ဆိုင်မယ်လို့တော့ထင်ပါတယ်ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ဒီမှာ two setup verification ကျွန်တော်တို့လုပ်ပေးဖို့ရအတွက်ဒီဖုန်းမှာလည်းကုန်မချတဲ့အတွက်ဒီမှာဖုန်းနံပါတ်လေးတော့ကျွန်တော်တို့ကတစ်ချက်လောက်ထည့်ပေးထားလိုက်ပါမယ်ဒါကြောင့်ကျွန်တော်ဒီမှာအဖုန်းနံပါတ်ဆိုတာလေးကျွန်တော်တို့နှိပ်ပေးလိုက်မယ်ပြီးပြီဆိုရင်တော့ဖုန်းနံပါတ်လေးတော့ကျွန်တော်တို့ထည့်ခဲ့လိုက်မယ်ပေါ့နော် ဲ့တော့ဒီကနေရာလေးမှာကျွန်တော်တို့ကမြန်မာနိုင်ငံအလံလေးကိုကျွန်တော်တို့ရွေးပေးရပါမယ်မြန်မာစကားလေးရေးပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာကိုထက်လိုတဲ့ဖုန်းနံပါတ်လေးကိုထည့်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်တို့နေစကားလေးဆက်ပြီးတော့သွားလိုက်ပါမယ်စိတ်စကားလေးကျွန်တော်တို့ထားခဲ့လိုက်ပါမယ် ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဖုန်းနံပါတ်ကိုတော့သူကဆေးလောက်ပြီးသွားပြီဖြစ်ပါတယ်။အဲအခုလိုမျိုးကျွန်တော်တို့ပေါ်လာပြီဆိုရင်တော့ဒန်းဆိုတာလေးကျွန်တော်တို့နှိပ်ပေးလိုက်မယ်။ပြီးပြီဆိုရင်တော့အပေါ်မှာရှိနေတဲ့ကျွန်တော်တို့က Passkey and Security ဆိုတဲ့အထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်လိုက်ပါမယ်။ ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကပတ်စကီးကိုကိုယ်ကထည့်ကြည့်ကျွန်တော်တို့ဒီမှာ choose pass key ဆိုတာလေးကျွန်တော်တို့ထည့်ခဲ့ပေးလို့ရတယ်အခုတော့ကျွန်တော်မထည့်သေးဘူးဘတ်လေးတစ်ချက်လောက်ပြန်ထွက်လိုက်ပါမယ်ပြီးရင်နောက်ထပ်ဒီမှာ two step verification ဆိုတဲ့အထည့်ကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်လိုက်မယ် အခုဒီမှာဆိုရင်ကျွန်တော်တို့မြင်တွေ့နေရတာလေးက PSTN security key ဆိုတာလေးမြင်တွေ့ရတယ်။ Google Prompt ဆိုတာလေးကျွန်တော်တို့မြင်တွေ့ရတယ်။ပြီးရင်တော့ authenticator ဆိုတာလေးကျွန်တော်တို့မြင်တွေ့ရပါတယ်။ဖုန်းနံပါတ်ဆိုတာလေးကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့။အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ Gmail account ကိုလုံခြုံစိတ်ချမှုရှိအောင်ဒီဒီ verify ပြန်ပြီးတော့မှ account ကို active ဖြစ်အောင်လုပ်ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Google ရဲ့ကျွန်တော်တို့ဒီမှာ authenticator app လေးကိုကျွန်တော်တို့ကချိန်ပေးရမှာဖြစ်ပါတယ်။ ီတော့ဒီရက်ကျွန်တော်တို့က Google Authenticator app ကိုကျွန်တော်တို့ချိန်ဖို့ရာအတွက်ကိုယ့်ရဲ့ဖုန်းမှာကျွန်တော်တို့ Play Store ထဲကိုကျွန်တော်တို့တစ်ချက်လောက်ဝင်ပေးရပါမယ်။ဒါကြောင့် Play Store ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ search bar လေးမှာ Google ရဲ့ကျွန်တော်တို့က Authenticator app ကိုကျွန်တော်တို့ download နာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာရိုက်ထည့်ပေးရပါမယ်။ Google Authenticator ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးမယ်။ပြီးရင်တော့ကျွန်တော်တို့ကသူ့ကို click တစ်ချက်နှိပ်မယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာမြင်တွေ့နေရတဲ့ Google Authenticator App ဆိုတာလေးကိုကျွန်တော်တို့က install လုပ်ပေးရမှာဖြစ်ပါတယ်။အခုလက်ရှိတော့ကျွန်တော်ကကျွန်တော်ရဲ့ဖုန်းမှာ Google Authenticator App ကကျွန်တော်တို့ထည့်ထားပြီးသားရှိနေတဲ့အတွက်ကျွန်တော်တို့တက်ပြီးတော့မှမထည့်တော့ပါဘူး။ဒီတော့ကျွန်တော်တို့ open ဆိုတာလေးနှိပ်ပြီးတော့ဖွင့်လို့ရတယ်။ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဖုန်းထဲမှာ download ဆွဲထားတဲ့ Authenticator App ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်လောက်ဖွင့်ပေးရပါမယ်။ဖွင့်ပြီးသွားပြီဆိုရင်တော့အစောနောက်ကကျွန်တော်တို့အသစ်ဖွင့်ထားတဲ့ ဂျီမေးအကောင့်လေးနဲ့လင့်ချိတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီအကောင့်လေးကိုဒီထဲမှာတစ်ချက်လောက်ဖွင့်ပေးရပါမယ်။ဒါကြောင့်အောက်ဆုံးလေးမှာရှိနေတဲ့ E2B computer ဆိုတဲ့ကျွန်တော်တို့အသစ်ဖွင့်ထားတဲ့ Gmail လေးကိုကျွန်တော်တို့ဖွင့်ပေးပါမယ်။ပြီးရင်တော့ continue ဆိုတာလေးဆက်ပြီးတော့မှနှိပ်ပေးလိုက်ပါမယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာ add a code ဆိုတာလေးကျွန်တော်တို့နှိပ်ပေးရပါမယ်။ပြီးသွားပြီဆိုရင်တော့အောက်မှာရှိနေတဲ့ enter setup key ဆိုတာလေးကျွန်တော်တို့နှိပ်ပေးရပါမယ်။အပေါ်ဆုံးမှာတော့နာမည်လေးမှာကျွန်တော်တို့က ိုပေးလိုတဲ့နံပါတ်လေးကျွန်တော်တို့ထည့်ခဲ့ပေးလိုက်ပါမယ်။ပြီးရင်တော့ဒီအောက်မှာရှိနေတဲ့ you are key ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ key ထည့်ရမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဖုန်းကနေပြီးတော့မှကျွန်တော်တို့ဒီမှာအစောတော့က Gmail ထဲမှာကျွန်တော်တို့ပြန်ပြီးတော့ဝင်လိုက်မယ်။ဝင်ပြီးရင်တော့ Google ရဲ့ကျွန်တော်တို့ဒီမှာ authenticator ဆိုတဲ့ထည့်ရောက်ကျွန်တော်တို့ဆက်ပြီးတော့ဝင်လိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ self authenticator ဆိုတာလေးကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပေးလိုက်ပါမယ်။ နှိပ်ပြီးသွားပြီဆိုရင်တော့ဒီကအခုလိုမျိုးစကန်ပုံစံလေးကျွန်တော်တို့ပေါ်ပြီဆိုရင်တော့အောက်မှာရှိနေတဲ့ကျွန်တော်တို့ဒီမှာ cannot scan is ဆိုတာလေးကျွန်တော်တို့နှိပ်ပေးလိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာမြင်တွေ့နေရတဲ့သူ့ရဲ့ key လေးကိုကျွန်တော်တို့လက်လေးနဲ့ကြာကြာလေးဖိလိုက်လို့ဆိုရင်အခုလိုမျိုးလေးကျွန်တော်တို့ copy လုပ်လို့ရသွားပါလိမ့်မယ်။ဟောဒီမှာကျွန်တော်တို့ဆက်လက်လေးမှတ်ပြီးတော့မှ copy ဆိုပြီးတော့လုပ်ခဲ့လိုက်မယ်။ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ Google Authenticator အထည်ကိုပြန်ပြီးတော့လာမယ်။ ဒီကနေရာလေးမှာနည်းနည်းလေးရှုပ်တယ်နော်တေချာလေးလိုက်ပြီးတော့ကြည့်မှကျွန်တော်တို့ရပါလိမ့်မယ် you are key ဆိုတဲ့နေရာလေးတွေဝင်ပြီးတော့အစောနာက copy ကူးလာခဲ့တဲ့ကျွန်တော်တို့ key လေးကိုပေးချလိုက်ပါမယ်ပြီးရင်တော့ add ဆိုတာလေးကျွန်တော်တို့နှိပ်ခဲ့လိုက်မယ်နှိပ်လိုက်ရင်ဒီမှာကျွန်တော်တို့ကုတ်နံပါတ်6လုံးကျလာပါလိမ့်မယ်ဒီကကုတ်နံပါတ်6လုံးကိုကျွန်တော်တို့ကတစ်ချက်ဖိလိုက်လို့ဆိုရင် copy လေးဖြစ်သွားလိမ့်မယ်အဲ့ဒီ copy လေးကိုကျွန်တော်တို့ကဒီထဲမှာလာပြီးတော့မှ verify လုပ်ပေးရမှာဖြစ်ပါတယ်။သူကစက္ကန့်30အတွင်းမှာကုတ်ကတစ်မျိုးစီပြောင်းတာဖြစ်တဲ့အတွက် ဒီရဲ့နေရာလေးမှာနည်းနည်းလေးကျွန်တော်တို့မြန်မြန်လေးလုပ်ပေးရပါမယ်ဒီနေရာမှာပေးချပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ verify ဆိုတာလေးလုပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးလေးကျွန်တော်တို့ Google Authenticator app နဲ့ကျွန်တော်တို့ကုတ်ချပြီးတော့မှကျွန်တော်တို့အသစ်ဖွင့်ထားတဲ့ Gmail ဒါမှမဟုတ်ကိုယ့်ရဲ့ Gmail account နဲ့ကျွန်တော်တို့ link ချိန်ပြီးသွားပြီဖြစ်ပါတယ်ဒီတော့ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဘက်ပြန်ထွက်လိုက်မယ်ဘက်ထွက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ two set verification ဆိုတဲ့အထဲကိုနောက်တစ်ခေါက်ထပ်ပြီးတော့မှ ကျွန်တော်တို့ဝင်ပေးလိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ ကိုယ့်ရဲ့ဖုန်းစကရင်လော်လေးတောင်းရင်ဒီနေရာလေးမှာဖွင့်ပေးပါမယ်ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအစောနာလို့ကျွန်တော်တို့ဖုန်းနံပါတ်တွေတောင်းတာမျိုးတွေလည်းမရှိတော့ဘူးပြီးရင်တော့ကျွန်တော်တို့ဒီမှာ two server verification ကလည်းကျွန်တော်တို့ on ပြီးသွားပြီဖြစ်တယ်ဒီတော့ဒီရဲ့နေရာလေးမှာလည်းကျွန်တော်တို့က Google Cloud မှာလည်းကျွန်တော်တို့အစိမ်းလေးဖြစ်သွားပြီး authenticator မှာလည်းအစိမ်းလေးဖြစ်သွားပြီဖုန်းနံပါတ်မှာလည်းအစိမ်းလေးဖြစ်သွားပြီဒီတော့အပေါ်ဆုံးမှာရှိနေတဲ့ passkey ရဲ့ security key နဲ့အဆုံးလေးမှာ backup ကုတ်စွာလေးမှာကျွန်တော်တို့ error လေးပြနေသေးတယ်ဒီတော့ဒီရဲ့ backup ကုတ်စွာလေးကျွန်တော်တို့တစ်ချက်နှိပ်ပါမယ်ပြီးရင်တော့ gap backup ကုတ်စွာလေးနှိပ်ပြီးတော့မှကိုရဲ့ Gmail အကောင့်မှာဒီမှာကုတ်နံပါတ်10လုံးကိုသူကချပေးသွားပါတယ်။အဲ့တော့ဒီရဲ့ကုတ်နံပါတ်10လုံးကိုကိုယ်စာအုပ်ထဲမှာချရေးထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တနေရာရာမှာကျွန်တော်တို့ဒေါင်းလုဒ်ဆွဲထားတာပဲဖြစ်ဖြစ် ဒီ print ထုတ်ထားတာပဲဖြစ်ဖြစ်ဒါမျိုးတွေလောက်ပြီးတော့မှကျွန်တော်တို့ကိုယ့်ရဲ့ Gmail account နဲ့သက်ဆိုင်တဲ့ account number တွေကိုကျွန်တော်တို့သိမ်းထားလို့ရပါတယ်အကဲ၍တစ်ချိန်ချိန်မှာကိုယ့်ရဲ့ Gmail account က login ပြန်ဝင်တဲ့အခါမှာ account number တွေ တောင်းပြီးတော့ဝင်လို့မရတဲ့ error တွေဖြစ်လာပြီဆိုရင်တော့ဒီရက်ကျွန်တော်တို့ account number ဆယ်လုံးနဲ့နေပြီးတော့တခုခုကိုကျွန်တော်တို့ထည့်ပြီးတော့ကိုယ့်ရဲ့ Gmail account ကိုကျွန်တော်တို့ပြန်ပြီးတော့ဆယ်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရသွားပြီဘက်ပြန်ထွက်လိုက်ပါမယ်ဒီတော့ကျွန်တော်တို့နောက်တစ်ခါ two setup verification ဆိုတဲ့အထဲကိုကျွန်တော်တို့ပြန်ဝင်လိုက်တဲ့အခါမှာဆိုရင်ပြန်ပြီးတော့ဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ phone screen lock လေးတောင်းနေဆိုရင်တော့ထပ်ပြီးတော့မှထည့်ပေးလိုက်ပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင် error ပေါက်လေးကျွန်တော်တို့ပြနေတာလေးဟာ အပေါ်ဆုံးမှာရှိနေတဲ့ passkey and security key ဆိုတာလေးမှာပဲကျွန်တော်တို့ဒီမှာ error လေးပြနေပါတော့တယ်ဒီတော့ဒီရဲ့နေရာလေးကိုဝင်ပြီးတော့ကျွန်တော်တို့ passkey မှာလည်းအသုံးပြုထားလို့ရတယ်ဒီတော့ကျွန်တော်တို့ဒီမှာ use passkey ဆိုတာလေးကျွန်တော်တို့လုပ်ထားလိုက်ပါမယ်ပြီးရင်တော့ done ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့လိုက်မယ်ပြီးရင်တော့ဒီမှာ create a passkey ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့လိုက်ပါမယ် ျွန်တော်တို့ဒီရဲ့နေရာလေးမှာဒီရဲ့ပတ်ကီးကကျွန်တော်တို့ထည့်လဲရတယ်ဒီမထည့်လဲတော့ဘာမှတော့မဖြစ်ပါဘူးเนาะအဲ့တော့အခုဒီမှာဆိုရင်ကျွန်တော်တို့ပတ်ကီးကိုအသုံးပြုခြင်းနဲ့ဆိုရင်เนาะကိုယ်ကထပ်ပြီးတော့မှဆက်ရက်ထပ်ပြီးတော့မှလုတ်ပေးရမှာဖြစ်ပါတယ်ဒီတော့အကောင်လုံးကျွန်တော်တို့ရသွားပြီပေါ့ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်အောက်ဆုံးလေးမှာ recovery me ဆိုတာလေးကျွန်တော်တို့ရှိပါသေးတယ်အကယ်၍ကိုယ့်ရဲ့ gmail account တခုခုဖြစ်လို့ recovery me ထည့်ထားရဲဆိုရင်အဲ့ဒီ recovery me ရနေပြီးတော့တစ်ဆင့်ကိုယ့်ရဲ့ gmail account ကိုပြန်ပြီးတော့ recovery ပြန်လုပ်လို့ရပါတယ် ဒီရက်နေရာလေးကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့လေကိုယ့်ရဲ့ Gmail အကောင့်နောက်ထပ်အကောင့်အသစ်တစ်ခုရှိရဲဆိုရင်အဲ့ဒီအကောင့်လေးနဲ့ကျွန်တော်တို့ recovery mail လောက်ထားခဲ့လို့ရပါတယ်။ဒါကတော့ကျွန်တော်တို့အခုလိုမျိုးပုံစံလေးတွေအားလုံးကျွန်တော်တို့က2 setup တွေလည်းဖွင့်ပြီးသွားပြီးအကောင့်လုံးကျွန်တော်တို့လုပ်ပြီးသွားပြီးဆိုရင်တော့ကျွန်တော်တို့အဆင်ပြေသွားပြီဖြစ်ပါတယ်။ဒီတော့ဒါကတော့ကျွန်တော်တို့က Gmail အကောင့်အသစ်ဖွင့်တဲ့နီလန်းလေးတွေနဲ့ Gmail အကောင့်ကိုကျွန်တော်တို့ကလော်ဂျိုဆိုင်ရှာမှုရှိအောင်ကျွန်တော်တို့ပြုလုပ်တဲ့ နီလန်းလေးတွေဖြစ်ပါတယ်အားလုံးတွင်လည်းအရန်သုံးဝဲမယ်လို့ထင်နေ Google account နေစပြီးတော့ဖွင့်တဲ့အခါမှာအဲဒီတယောက်နဲ့တယောက်ကျွန်တော်တို့ error တက်ပုံတက်နည်းလေးတွေကမတူကြတဲ့အတွက်အကယ်၍ Google Drive လိုက်ပြီးတော့မှပြုတ်လုတဲ့အခါမှာ error တစ်စုံတရာတက်နေခဲ့လို့ဆိုရင်တော့ဒီရဲ့ဒီသင်ခန်းစာရဲ့ကျွန်တော်တို့ comment လေးမှာမှတ်ခဲ့ပေးလို့ရပါတယ်ကျွန်တော်ပြဿနာလေးတွေကိုအဖြေရှာပြီးတော့အတက်နိုင်ဆုံးပြန်ပြောပေးမယ်ပေါ့နော်အဲ့တော့ဒီရဲ့နီလန်းလေးရတော့ကျွန်တော်တို့ကိုယ့်ရဲ့ Gmail account ဖွင့်တဲ့နီလန်းလေးတွေနဲ့ Gmail account တွေကိုကျွန်တော်တို့တူးဆက်တဲ့လုပ်တဲ့ နီလာလေးတွေဖြစ်ပါတယ်အားလုံးနားလည်လောက်မယ်လို့ထင်တယ်ကိုကိုရန်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုရန်လေ့ကျင့်ပြီးသွားပြီးအကိုကိုရန်လောက်တဲ့အခါမှာအဲလာတစုံတရာရှိနေကြတယ်ဆိုရင်လည်းဒီသင်ခန်းစာရဲ့ comment လေးမှာမှတ်ခဲ့ပေးလို့ရပါတယ်အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ